င်္ဂလာပါ အခရာ Sport UEFA Nation League A Championship ရဲ့ Quarter Final အဆင့်ပွဲစဉ်တွေပွဲကျုပ်သုံးသက်ချက်စီစဉ်နေပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ခရာ Host ကောင်းကနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိဂ်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်တော့ဒါကျွန်တော် Quarter Final အဆင့်ပွဲစဉ်တွေကပွဲကျုပ်သုံးသက်ချက်ပြုလုပ်ပေးခဲ့ဖို့အတွက်ကျွန်တော်နှစ်ပွဲကြံသေးရဲ့ဘယ်ပွဲစဉ်လေးတွေများဖြစ်မလဲဆိုတော့ပြပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကိုရီဒီပွဲစဉ်ကတော့ UEFA Nation League A Quarter Final ဆင်းရဲပထမအကြော့ပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ်။အီတလီသင်းနဲ့ဂျာမနီသင်းတို့ရဲ့ပွဲစဉ်ရဲ့ဒိမတ်နဲ့ပေါ်တူဂီသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ။လက်ရှိဒါဒီလေးသင်းစလုံးကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီးတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့အဲ့ဒီဘက်အချမ်းကတော့ပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ခြေရှိတဲ့ပွဲစဉ်တွေဖြစ်တယ်ဗျာ။အဓိကအနေနဲ့ဒါအီတလီတို့ဂျာမနီတို့လိုမမထန်ထန်ကစားတဲ့အသင်းတွေနှစ်သင်းထိတိုက်တွေးဆမှုအပြင်ရောတစ်ဖက်ကဒိမတ်အသင်းနဲ့ပေါ်တူဂီလိုလိုမျိုးဒါကျွန်တော်ပေါ်တူဂီဆိုရင်တော့ဒီ Nation League မှာတော်တော်လေးကိုဒါအခြေအနေကောင်းနေတဲ့အသင်းဗျာ။ဆိုတော့ဒီအသင်းတွေ ရဲ့ထိတိုက်တွေးဆမှုတွေရောကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာဖို့ရှိတဲ့အပြင်ကမှဒီအသင်းတွေရဲ့ရှေ့ရပွဲစဉ်တွေရှားလက်တင်တဲ့အတူပဲစလိုက်ကြအောင်ဗျာမင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျာဒီနေ့စီစဉ်ကို Wise မှပံ့ပိုးပေးတာမို့အားကစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်အားကစားပွဲစဉ်တွေကိုပုံမစိတ်လုံရှားစွာခံစားနိုင်ဖို့အတွက် Wise Application နဲ့မှာ Promo Code အခရာနဲ့အခရာစပေါ့ကိုအသုံးပြုပြီး အကောက်တစ်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမှတယ်မြန်မာကျပ်ငွေအထိစုရေးဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလင်းမြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးချင်များမှတစ်ဆင့်ဖြစ်စေဝိုင်းစီရဲ့ payment system ကိုအသုံးပြုရဖြစ်စေတင်းစိတ်ကြရအစင်မြေဆုံးနှီးနှံ့နဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာ ားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကွေဒီနေ့အသင်းရဲ့ကျွန်တော်ဒီရှေ့ရပွဲစဉ်ရဲ့ရလဒ်တွေကိုသွားမယ်ဆိုပထမအုံးဆုံးကျွန်တော်တို့အီတလီနဲ့ဂျာမနီအသင်းရဲ့ပွဲစဉ်ကိုသွားမယ်ဆိုရင်တော့အီတလီအသင်းကကျွန်တော်တို့ group 2မှာတော့ပြင်သစ်ဘယ်ဂျီယံအစ်ဆွေလုံးနဲ့တွေ့ခဲ့တယ်။အဲရှင်မြန်ကစားခဲ့တဲ့6ပွဲမှာတော့သူတို့ဒီလေကျွန်တော်တို့ပြင်သစ်နီးတူပေါ့နော်ကျွန်တော်ဒီ6ပွဲမှာ4ပွဲနိုင်တယ်တပွဲသေးကြတယ်တပွဲရှုံးတယ်ဒါပေမဲ့ ရာကူးပေးကူးမှာသူဒီ plus 5နဲ့ plus 6ဖြစ်သွားပြီးတော့ကျွန်တော်တကူအယောနဲ့ကျွန်တော်ဒီအဆင့်1နေရာရောက်သွားပြီအဆင့်1နေရာရောက်ခဲ့တဲ့အတွက်ကြောင့်ဒီအဆင့်1က group 3ရဲ့အဆင့်1ကဂျာမနီတို့တွေရဲ့ဂျာမနီရဲ့ group 3မှာသူဒီ Netherlands Hungary Bosnia နဲ့တွေ့ဆုံခဲ့ပြီးတော့6ပွဲကစားတဲ့အချိန်မှာ4ပွဲနိုင်နဲ့2ပွဲတည်ကြခဲ့တယ်ဗျရှုံးဝဲမရှိဘဲသူတို့ဒီလက်ရှိ ပြောရမယ်ဆိုတက်စစ်ပိုင်းဂျာမနီကတော်တော်လေးကောင်းနေပြီ group stage မှာကျွန်တော်18ဂိုးတီတွင်းခဲ့တယ်6ပွဲမှာ18ဂိုးဆိုရဲနှုံးကဒီခုရှင်မြန်ကစားတဲ့ UEFA Nation League A အသင်းတွေအကုန်လုံးမှာသူ့အသည်အများဆုံးပြဒါပေမဲ့တိုက်စစ်ပိုင်းကောင်းတဲ့သူခန်စစ်ပိုင်းကလည်းအရင်ရောညှော်နေနေရမရှိဘူးခန်စစ်ပိုင်းကလည်း6ပွဲကစားပြီးတဲ့အချိန်မှာ၄ဂိုးပဲပေးခဲ့ရတယ်အဲဂျာမနီအသင်းတွေလည်းကျွန်တော်တို့စပိန်နဲ့ညီတူခန်စစ်ပိုင်းမှာလည်းဒီ Nation League အသင်းတွေထဲမှာဆိုတော့ League A အသင်းတွေထဲမှာဆိုအကောင်းဆုံးဖြစ်နေအဲ့တော့ပြောရမယ်ဆိုတော့ဂျာမနီရဲ့အုပ်စုပွဲစဉ်ကစွမ်းဆောင်နေရဆိုရင်တော့သူ့အသည်တိုက်စစ်ပိုင်းမှာလည်းအကောင်းဆုံးခန်စစ်ပိုင်းမှာလည်းစပိန်နဲ့တူအကောင်းဆုံးအနေထားမှာရက်တည်ပြီးတော့ကျွန်တော် ဥတွဲရည်တည်ထားတာကိုကျွန်တော်တွေ့ရတယ်ပြီအဲ့တော့လက်ရှိအီတလီနဲ့တွေ့ဆုံတဲ့အချိန်မှာဘယ်လိုနေဖျားလို့ဖြစ်လာမလဲအီတလီကလည်းပြောမှဆိုတော့အရင်ကြီးတော့ကျွန်တော်တို့အုပ်စုပွဲစဉ်တွေရက်လက်ပိုင်းကခြေစွမ်းပိုင်းကနင်းကြနေတာမပေါ့ဘူးသူစီလည်းပြင်သစ်နီးတူပဲအမတ်တူဘိုးဝါချက်ချက်တောင်းတာအဆင်နဲ့ရောက်လာပြီဂျာမနီနဲ့တွေ့ခဲ့တာဗျအဲ့တော့ဒီချိန်တွေ့ဆုံတဲ့အချိန်မှာတော့နှစ်သင်းလုံးကလက်ရှိပိုင်းခြေစွမ်းပိုင်းရပါတော့ကျွန်တော်အုပ်စုအဆင်ကခြေစွမ်းပိုင်းနေရတော့လေးကောင်းနေတာဆိုတဲ့အတွက်ကြောင့်မို့ဘယ်လိုနေထမ်းမျိုးတွေဖြစ်လာမလဲဆိုလဲစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ရဲ့ကွေဆိုတော့လက်ရှိအနေထားတွေအရာကတော့ဒါဒီနှစ်သင်းကဒါ quarter final ထဲမှာအကောင်းဆုံးပွဲစဉ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဂျာမနီနဲ့အီတလီ Italy ဆိုတော့လက်ရှိအနေအထားရဲ့အရာကတော့ဒါ Germany ကတော့ဒါကျွန်တော် group stage မှာလုံးဝရှုံးပွဲမရှိခဲ့ဘူးတစ်ဖက်က Italy ကတော့ဒါတပွဲအရင်နှိမ့်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒါ goal quota ချချက်အရာမှာတော့ Germany ကတော်တော်လေးကိုများတယ်ဗျာဆိုတော့ +14 ဆိုတဲ့အနေအထားတကူကဒါသူတို့အနေနဲ့အုပ်စုပွဲစဉ်တွေမှာဒါ goal တွေတထိုင်းတိုင်းသွင်းပြီးတော့ဟိုဒါတော်တော်လေးကိုကောင်းကောင်းမွန်မွန်နဲ့ assisted နေရာကိုရရှိထားတာတစ်ဖက်က Italy အသင်းကတော့ဒါကျွန်တော်တို့ twin goal ထက်ဆိုင်ရင်တော့သူတို့အနေနဲ့ဒါ pay goal နည်းအောင်ပေါ့နော်ဆိုတော့အဓိကအနေနဲ့ဒါ Italy ရဲ့ပုံစံအရာလဲဒါကျွန်တော်တို့ချစ်ချစ်လေးလေးနဲ့ခံစစ်ပိုင်းဆိုင်ရာအရာမမထန်ထန်နဲ့စော်ကစားတတ်တဲ့အသင်း င်းဖြစ်တယ်ဆိုတော့ဂျာမနီကလည်းတစ်ဖက်ကကြည့်မယ်ဆိုတော့တို့ရဲ့ physical ဘိုင်းဆိုင်ရာအရာမှာဒါတော်တော်လေးကိုအားကောင်းတဲ့အသင်းပြဆိုတော့ဒီလိုမျိုးမမထန်ထန်နဲ့ဆော့တက်တဲ့နှစ်သင်းတွဲဆုံတဲ့အခါမှာအဓိကစကားပြောမှာတော့အီတလီရဲ့ခံစင်းတဲ့ဂျာမနီရဲ့တိုက်စစ်ပေါ့နော်ဆိုတော့ဒီနှစ်ခုမှာဘယ်ဟာပို့ပြီးတော့အလုပ်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒီနှစ်သင်းရဲ့ထိတိုက်တွဲဆုံမှုကတော့ဒါလက်ရှိ Nation League ရဲ့ quarter final ထဲမှာတော့အကောင်းဆုံးအနေအထားတစ်ခုတော့ပြောရမယ်ဗျာ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါဂျာမနီနဲ့အီတလီတို့ဆိုတာဒါရှေ့မှာလဲဒါတို့ Nation League တင်မှာလဲဒါတောက်လျှောက်တွေးခဲ့ဘူးတယ်ဗျနောက်ကျွန်တော်တို့ Euro မှာလဲတွေးခဲ့ဘူးတာရရှိသလိုတခြားကျွန်တော်ခဏခဏတွေးဆောင်ခဲ့နေကြအသင်းတွေလည်းဖြစ်တယ်ဝေါ်ကပ်တင်မှာလဲတို့တွေးဆောင်ခဲ့ဘူးလို့ဆိုတော့တို့အသင်းရဲ့ရှေ့ရထိတ်ထိတ်တွေးဆောင်မှုအကြောင်းလေးတွေချက်တော့ပြောပြပေးပါအောင်ဗျ ဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းအောင်ကျွန်တော်ဥရောပရဲ့ကျွန်တော်ဒီအင်အားကြီးတဲ့နိုင်ငံအသင်းတွေဖြစ်တာနဲ့ညီထိုက်တဲ့တွေ့ဆုံမှုတွေတော့များများဆက်ဆက်ရှိခဲ့တယ်။ကိုးချိန်မှာဆိုရင်တော့ထိုက်တဲ့တွေ့ဆုံမှုကိုးချိန်မှာဆိုတော့နှစ်သင်းလုံးကတော့ကျွန်တော်ဒီအသာစီးအပြန်အလှန်ရထားတော့ကျွန်တော်မတွေ့ရဘူးဗျ။အီတလီက2ချိန်နိုင်တယ်၊ဂျာမနီက2ချိန်နိုင်ပြီ။ကျန်တဲ့9ချိန်တော့တည်ကြခဲ့။အဲ့တော့ဒီနေ့တင်းတွေ့ဆုံမှုတိုင်းမှာတော့တည်ကြတဲ့ပွဲစဉ်လေးတွေကပိုပြီးတော့များနေတယ်ဗျ။ဒါပေမဲ့တစ်ခုရှိတာအီတလီနိုင်ငံသားတွေဒီကျွန်တော်တို့2010ဝန်းကျင်လောက်ကခုနှစ်ကအပိုင်းတွေပတ်ချားတွေကဖြစ်ခဲ့ပြီးတော့အဲ့နောက်ပိုင်းနှစ်တွေမှာတော့ဂျာမနီကပဲပြန်ပြီးတော့အသာစီးရထားတာကျွန်တော်တွေ့ရတယ်။အဲ့တော့အီတလီနောက်ဆုံးနိုင်ငံတဲ့ official tournament နံပါတ်က2000ကျွန်တော်ဒီ12ခုနှစ်ကရှင်ပြန်ကစားခဲ့တဲ့ rule ကျွန်တော်ဒီ rule ကတ်ခဲ့ပေါ့နော်ကျွန်တော်ဒီ C final အဆင့်မှာနှစ်ဂိုးတခုနဲ့နိုင်မိတဲ့ဂျာမနီအီတလီနောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ Dorshop Italy ကအမြင့်ဆုံးတေးပဲရခဲ့တယ်ပြီးခဲ့တဲ့2022ခုနှစ်က UEFA Nation League Group Stage မှာလည်းဒီနေ့သင်းတွေ့ခဲ့ဘူးတယ်အီတလီရဲ့အိမ်ကွင်းမှာတော့တစ်ဖက်တစ်ဂိုးစီတေးကြခဲ့ပြီးတော့ဂျာမနီရဲ့အိမ်ကွင်းမှာတော့အီတလီက5ဂိုး2ဂိုးနဲ့ဆိုတဲ့ရလက်ထိပေါ့နော်ကျွန်တော်ဒီဂိုးပြရလက်နဲ့ရှုံးခဲ့တာကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့တခုရှိတာကဒီနှစ်သင်းကကျွန်တော်ဒီအခုဒီနောက်ပိုင်းနှစ်တွေမှာတော့ဒီဂျာကာလာမှာတော့မတွေ့တော့3နှစ်လောက်တော့ရှိသွားပြီဒါပေမဲ့လက်ရှိဒီအခု2010နောက်ပိုင်းနှစ်တွေမှာပေါ့နော်ကျွန်တော်အထူးသဖြင့် 2010ကျွန်တော်တို့ rule ဖလားပြိုင်ပွဲပြီးတဲ့အီတလီနဲ့ဂျာမနီတို့ထိတိုက်ဆုံဆုံလိုက်မှာဂျာမနီရဲ့အသာစီးရနေတာတော့ဒီတစ်ချိန်မှာပြန်ပြီးတော့များအီတလီအနေနဲ့ပြန်ပြီးသူတို့ရဲ့ကျွန်တော်ဒီအသာစီးရရှိမှုတစ်ခုကိုပြန်ပြီးဖော်ဆောင်နိုင်မှာဒါမှမဟုတ်ပဲဂျာမနီကပဲထပ်ပြီးတော့သူတို့ရဲ့လက်ရှိနောက်ပိုင်းနှစ်တွေမှာအသာစီးရရှိခဲ့တဲ့စံချိန်တွေကိုထပ်ပြီးတော့တည်ဆောင်သွားနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့အနှသိမ်းပေါင်းအပြန်လဲသွင်းကုန်တွေကအီတလီသင်းရဲ့အိမ်ကွင်းမှာဆိုရင်တော့သွင်းကုန်တွေကအရင်ကြီးများစာမတွေ့ရအောင်ဆိုတဲ့အနေထားလည်းထပ်ပြီးတော့ရက်တည်သွားနိုင်မှာဒါမှမဟုတ်ပဲအပြန်လဲသွင်းကုန်တွေမြေမြောက်မြေမြားဂျာမနီသင်းရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရေးကလည်းဒီအခု group stage တွေမှာအကောင်းဆုံးဆွမ်းဆောင်ရေးပြခိုင်ရင်ခိုင်းရတယ် ဒီအီတလီအသင်းကလည်း group stage တွေမှာလည်းသူတို့တိုက်စစ်ပိုင်းကလည်းအစွမ်းဆောင်ရင်ကုန်းတွေပြနိုင်တာဆိုအပြင်လည်းသွင်းမှုတွေကိုမြင်နေရမလားပေါ့နော်အဲ့လေးအပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကွေဒီနေ့သင်းထိတိုက်တွဲဆမှုတွေမှာတော့ဒါအီတလီအသင်းကသူတို့အနိုင်မရရှိခဲ့တာတော့တော်တော်လေးကိုကြာပြီဗျအခုပြောခဲ့သလိုပဲဒါ2012ခုနှစ်ကဒါယူရိုဆီမီဖိုင်နယ်မှာသူတို့အနိုင်ရပြီးခဲ့တဲ့ကသူတို့အနိုင်မရခဲ့တာဒါပေမဲ့တခုရှိတာကဒီထဲမှာလည်းဂျာမနီနိုင်တာနှစ်ပွဲပဲရှိရဗျပွဲချိန်တွင်ထဲမှာနိုင်တာနှစ်ပွဲပဲရှိရဒါပေမဲ့နိုင်တဲ့ပွဲစဉ်နှစ်ပွဲစလုံးမှာသူတို့အနေနဲ့ဂိုးပြတ်အနိုင်ရလက်တွေရခဲ့တာ 3-0စီအောင်ပြတ်ထားတယ်ဆိုတော့5-2ဆိုတဲ့ရာလိုင်းနဲ့တခု4-1ဆိုတဲ့ရာလိုင်းနဲ့တခု3-0စီပြတ်ထားတဲ့ပွဲစဉ်တွေကြီးပဲနောက်ဆုံးတွေးခဲ့တာကတော့2022ခုနှစ်ကဒါကျွန်တော်တို့ဒါ group stage ပွဲစဉ်ပေါ့နော်ဒီ UEFA Nation League ရဲ့ group stage ပွဲစဉ်မှာပဲဒါပထမအကြောမှာတော့အီတလီကတော့သူ့ကွင်းမှာအကောင်းဆုံးခုခံကစားနိုင်တယ်1-1နောက်ကျွန်တော်တို့ဂျာမနီအသင်းရဲ့ကွင်းမှာကျတော့ဒါ5-2ဆိုပြီးတော့ဒီရာလိုင်းတခုထိထွက်ပေါ်အောင်ဂျာမနီအသင်းရဲ့တိုက်ဆက်အကောင်းကောင်းအလုပ်ပြနိုင်သွားတော့တွေ့ရတယ်ဗျဒီတစ်ခေါက်မှာတော့တခုရှိတာကအီတလီအသင်းရဲ့ အိမ်ခွင်ပြဆိုတော့ဂျာမနီကကျွန်တော်တို့ဘလောက်ပဲနိုင်ပါတယ်ပဲပြောပြောဒါသူတို့ရဲ့ဒါအိမ်ခွင်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါဒီနှစ်သင်းပေါ့နော်ခြေစွမ်းပွဲတွေလောက်မှာပဲသူအနေနဲ့ဒါခြေစွမ်းပြသနိုင်တာအီတလီရဲ့ကွင်းမှာတော့ဂျာမနီက တော်တော်လေးကိုခြေစွမ်းမပြနိုင်ခဲ့ဘူးဗျ။များသောအပြင်တရေရလက်တွေပဲသူတို့ထွက်ပေါ်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်။နောက်ဆုံးနိုင်ခဲ့တဲ့ပွဲကလည်းသူတို့ရဲ့အင်ကွင်းဆိုတော့ဒါကျွန်တော်တို့ကြည်ချင်းအပြင်အီတလီရဲ့ကွင်းမှာဆိုရင်တော့ဂျာမနီရုံးကန်ရလေးရှိတဲ့အနေအထားလေးတခုတော့ကျွန်တော်မြင်တွေ့ရတယ်။အဲဒီဒီဟာကိုကြည်ချင်းအပြင်ဒီတစ်ခေါက်ကလည်းဒါအီတလီအသင်းရဲ့အင်ကွင်းဆိုတော့ဂျာမနီရဲ့များထပ်ပြီးတော့ရုံးကန်ရအောင်မလား။ဆိုတော့အီတလီကတော့အကောင်းဆုံးတရေရလက်လောက်ကစားနိုင်ရင်ကိုဒါအဆင်ပြေနေပြီဆိုတော့အနေအထားတခုတော့ရှိတယ်။အဲနောက်ထပ်တစ်ခုရှိတာ2016ခုနှစ်ကဒါယူရိုကွာတာဖိုင်နယ်မှာလည်းဒီနေ့အသင်းရဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပြီးတော့ပွဲချိန်တွင်ထဲမှာတော့အပြေမထွက်ခဲ့ဘူးဗျ။1-1ဆိုတဲ့ရလနဲ့ဒ ါတွားခဲ့တယ်ပန်နတီထိတွားရတယ်ဆိုပန်နတီမှာတော့ဒါဂျာမနီအသင်းကအနိုင်ရရှိပြီနောက်ထပ်တက်စင်ကိုတက်လန်းသွားခဲ့တာဆိုတော့အီတလီအသင်းကဒီတစ်ခေါက်ကသူတို့ရဲ့အိမ်ခွေးမှာဘယ်လောက်ထိလုံးပြနိုင်မလဲဒီတစ်ခေါက်ကလည်း quarter final ဖြစ်လာပြီ group stage တွေမဟုတ်တော့တာဖြစ်တဲ့အတွက်အီတလီအသင်းရဲ့ဒါကြောင့်ယော်ဒီယော်ရဲ့ကစားပုံထက်စားလို့ရှိရင်တော့ဒါပို့ပြီးတော့ကောင်းမွန်တဲ့ကစားကွက်လေးတစ်ခုနဲ့ကျွန်တော်ကစားပုံတစ်ခုမြင်ကျွန်တော်မြင်တွေ့ရမလားတစ်ဘက်ကဂျာမနီအသင်းကရောဒါသူတို့ရှေ့မှာ twitch site တွေ့ဆုံခဲ့တဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာတကယ်သုံးခုပြည့်လောက်နဲ့နိုင်အောင်လို့သူတို့ဆွမ်းဆောင်ခဲ့မှုတွေကိုဒီတစ်ခေါက်မှာပြန်ပြီးတော့ပြသနိုင်ပါမလားတေချာတစ်ခေါက်တော့ဂျာမနီကတော့ဒါအီတလီအသင်းရဲ့အိမ်ခွေးမှာ ှာယုံကန်နေကြဖြစ်တဲ့အတွက်ဒီခေါင်းမောင်ကိုဆက်လက်ပြီးတော့ယုံကန်သွားရမလားဆိုတာလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါဒီတစ်ခေါက်တော့အီတလီနဲ့ဂျာမနီတို့က UEFA Nation League A Championship ရဲ့ကွာ quarter final stage မှာလာရောက်ပြီးတော့တွေ့ဆုံကြရတယ်ဗျ။ဆိုတော့တစ်ပတ်ကကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အီတလီရောသူရဲ့အိမ်ခွေးမှာဂျာမနီအသင်းကိုဒါလုံပြနေချပုံစံအတိုင်းဆက်လက်ပြီးတော့လုံပြမှာလာ။တစ်ပတ်ကဂျာမနီအသင်းကရော the group stage မှာဆိုလို့ရှိရင်သူတို့အကောင်းဆုံးရှင်ပြိုင်ခဲ့မှုတွေကိုကျွန်တော်မြင်တွေ့ရတယ်။တကယ်လို့ twin goal တွေအများကြီးနဲ့ဟိုမှာပဲဒါကျွန်တော်နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းခဲ့တာဗောနော်။ဆိုတော့ဒါ plus 14ဆိုတာကဒါပြောမယ်ဆိုလို့ရှိရင်ဒါ Nation League ရဲ့ group stage မှာသူတို့ကအများဆုံးပဲဗျ။ပေးကုန်၄ခုပဲရှိခဲ့တယ်။ရာကောက18 ဘိုးတွေရှိခဲ့တာဒီအနေထောင်ကြည်ချင်းအပြင်ဂျာမနီသင်းရဲ့တိုက်စစ်ကဘယ်လောက်ထိအလုပ်ဖြစ်နေလဲဆိုတော့ကျွန်တော်တွေ့ရတယ်ဒီတစ်ခေါက်မှာရောဒါကျွန်တော် international break မှာရှင်ပြိုင်ကစားရတဲ့ဆိုဂျာမနီအသင်းရဲ့အသင်းသားတွေရောအကောင်းဆုံးသူတို့ရှင်ပြိုင်တဲ့များသောအပြင်ဒါ Bundesliga ကစားသမားတွေများတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအနေထားမှာရောဒီကစားသမားတွေအနေနဲ့ဘယ်လောက်ထိဆက်ပြီးတော့လှုပ်ပြတော့နိုင်မလဲဆိုတော့တစ်ဖက်ကအီတလီအသင်းကရောဒါသူတို့ရဲ့ဒါအကောင်းဆုံးပုံစံဆိုတဲ့တကူအိမ်ကွင်းမှာချပြနိုင်မလားအခုရဲ့အမြင်လေးနဲ့ဒါဂိုးရလက်တွေရောဘယ်လိုမျိုးပုံစံလေးဖြစ်မလဲ ဟုတ်ကဲ့ပါကိုကြီးဒီနေ့တင်းရဲ့ကျွန်တော်ဒီခြေစမ်းပိုင်းအရာတော့အီတလီကတော့ကျွန်တော်ဒီအီတလီရဲ့ထုံးစံအတိုင်းပေါ့လို့ဆိုခန်းစစ်ကိုတေချာလေးလုံးချုံကစားပြီးတော့ကျွန်တော်ဒီတံပြန်တိုက်စစ်ကောင်းတာတက်ကင်းနဲ့သွားတာများလာဟုတ်တွေ့ရတယ်အဲ့လိုပဲအီတလီကတော့အင်ကွင်းမာကျော်တဲ့အသင်းထဲမှာလည်းပါတယ်ဗျဒီနေ့တင်းရဲ့ကျွန်တော်ဟက်တူဟက်အနေထားရလဲဂျာမနီဒီအီတလီရဲ့အင်ကွင်းမှာသွားအောင်ရှင်ပြန်ကစားတဲ့ပွဲတိုင်းမှာအသာသေးမရခဲ့ဘူးသုံးပွဲကစားတာသုံးပွဲလုံးသေဗျအီတလီလည်းအသာသေးရခဲ့တယ်လို့တော့မဟုတ်ဘူးဒါပေမဲ့အီတလီကမနိုင်ဘူးဆိုရင်တော့သူတို့အသင်းရဲ့အင်ကွင်းမှာကစားတဲ့အချိန်ဂျာမနီနဲ့တွေ့ဆုံမှုတိုင်းမှာမရှုံးနိုင်ဘူးဆိုပေမဲ့မတန်းလည်းရှိတယ်အဲ့လိုပဲဂျာမနီကလည်းသူတို့နိုင်ခဲ့တဲ့နောက်ဆုံးနှစ် ချိန်လုံးရတယ်သူသည်သူတို့အိမ်ကွန်းမှာရှင်မြန်ကစားတဲ့ကျွန်တော်တို့ပွဲစဉ်တွေပေါ့နော် UEFA Nation League အိမ်ကွန်းမှာလက်ခံကစားတဲ့ပွဲစဉ်ရဲ့နောက်ထပ်ကျွန်တော်ဒီ International Friendly ဖြစ်အိမ်ကွန်းမှာလက်ခံရှင်မြန်ကစားတဲ့ပွဲစဉ်တွေမှာပဲနိုင်ခဲ့တာဗျအီတလီတဲ့အိမ်ကွန်းမှာတော့မနိုင်ဘူးသေးဘူးပြီးတော့ဂျာမနီရဲ့ကျွန်တော်ဒီအဝေးကွင်းအုပ်စုပွဲတွေမှာဆွမ်းဆောင်ခဲ့တဲ့အဝေးကွင်းခြေစမ်းပိုင်းကနည်းနည်းလေးတော့တန်တရာရှိပွဲရှိတယ်ဗျမဟုတ်လို့ဂျာမနီဒီအုပ်စုအတွင်းမှာနှစ်ပွဲတည်ကြခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကျွန်တော်တွေ့ခဲ့ရတယ် Hungary တို့ Netherlands တို့အဝေးကွင်းတွေမှာတစ်ဖက်ကိုကျွန်တော်တို့တကူးစီနှစ်ကူးစီတည်ကြတယ် Bosnia ကိုပဲကျွန်တော်ဒီအဝေးကွင်းမှာနှစ်ကူးတကူးနဲ့ကပ်ပြီးနိုင်ခဲ့တာအဲ့တော့ဂျာမနီရဲ့ စ်ခံစစ်ကလည်းကျွန်တော်ဒီအုပ်စုပွဲစဉ်တွေမှာ၄ကိုတည်းပေးရတယ်ဆိုပေမဲ့လည်းသူတို့ပေးခဲ့ရတဲ့၄ကို အကုန်လုံးကကျွန်တော်အဝေးကွန်းပွဲစဉ်တွေမှာဖြစ်နေတယ်ဗျဒါတော့နည်းနည်းလေးဂျာမနီရဲ့အိမ်ဝင်အဝေးကွန်းစမ်းဆောင်တွေမှာနည်းနည်းလေးကွာဟာချက်ရှိတယ်ဆိုတဲ့အနေအထားလေးကိုကျွန်တော်ပြန်ပြီးတော့သတိထားမိစေရပါတော့အဲလက်ရှိခြေစွမ်းပန်းရတော့နှစ်သိန်းကြားမှာတော့လူစင်းအင်ဟာရတော့အသိန်းတိုင်းမှာလည်းကျွန်တော်ကိုစီအားကိုစီကစားသမားရရှိတယ်ဂျာမနီကတော့နည်းနည်းလေးသူတို့ရဲ့ talent ဘိုင်းနဲ့ generation ဘိုင်းကနောက်ပိုင်းမှာပြောင်းလဲလာတဲ့အနေအထားရမူစီလီယာတို့ကျွန်တော်တို့ Florian Wins တို့လိုအတက်ကင်း Mephie မှာကောင်းကောင်းကောင်းကစားနိုင်တဲ့လူငယ်ကစားသမားရရှိတယ်ဆိုတဲ့အနေအထားရတော့နည်းနည်းလေးအားသာချက်ရှိဆိုမြင်လက်ရှိအီတလီသင်းရဲ့အိမ်ဝင်မှာတော့ကျွန်တော်အရှိတကနှစ်တည်းမှာတွေးခဲ့တဲ့အတိုင်း ုင်းပဲပေါ့နော်ဂျာမနီနဲ့အသာစီးရဖို့အတွက်တော့ခက်ခဲနေမှာပွဲစဉ်ပွဲလို့တော့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ပုံမှန်အစင်လာအတိုင်းပဲအီတလီသင်းရဲ့အိမ်ခွေးမှာရှင်မြန်ကစားရင်တစ်ဖက်တကိုးစီဆိုရယ်တေးရက်လည်းပဲထပ်ပြီးတော့ဖြစ်ပေါ်လာဖို့အနေထားလေးရှိမယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့အပြန်လည်သွင်းဖို့လည်းအများကြီးမြင်ရတဲ့ဆိုင်ဆိုင်တော့နှစ်သိန်းလုံးတော့ထင်းကစားရင်းနေပဲအီတလီသင်းရဲ့အိမ်ခွေးမှာဆိုရင်ရုန်းကန်နေကြဂျာမနီရဲ့အစင်လာအတိုင်းအီတလီကလည်းသူတို့ရဲ့အိမ်ခွေးမှာဆိုရက်လက်ဒီကောင်းရက်လက်ကောင်းရရှိအောင်ထပ်ပြီးတော့နောက်ထပ်ဒုတိယကြိမ်မှာရှင်မြန်ကစားမယ့်ပွဲမှာအသက်ဆက်ပြီးသွားလို့ရအောင်ပေါ့နော်ကျွန်တော်အိမ်ခွေးမှာအမမခံမဲနဲ့အနည်းဆုံးတေးရက်လက်ရရှိအောင်ဆွမ်းဆောင်နိုင်မယ်ဆိုတဲ့အနေထားလေးကိုလို့ကျွန်တော်ယုံကြည်ထား ားခြင်းမျိုးဒီပွဲစဉ်တော့အပြန်လည်သွင်းဖို့လည်းအများကြီးမြင်ရတဲ့ဒီဇိုင်းတစ်ဖက်တကူးစီနဲ့တေးရက်လက်ရရှိသွားမယ်ပွဲစဉ်မျိုးဖြစ်မယ်လို့တော့ကျွန်တော်ထင်မိတယ်အဲ့တော့အနိုင်ရက်လက်ကတော့ဘယ်အသင်းမှမှကျွန်တော်ဒီပြောရမယ်ဆိုတော့ ဂျာကန်တို့အင်အားအများကြီးမရှိဘူးဗျ။ဘယ်သိမ်းမှလည်းအသာသေးရနေရလေကျွန်တော်တို့မတွေ့ရဘူး။အဲ့တော့ဖြစ်နိုင်ပေါ်ရက်လက်ကတော့အနိုင်ရှုံးအဖြစ်မပေါ်ဘဲနဲ့ကျွန်တော်တို့တေရတေရလက်တာရရှိသွားမယ်အနေအထားလေးဖြစ်မဲ့ပွဲစဉ်တွေကိုလို့ကျွန်တော်ထင်မိပါတယ်ဗျ။ဟုတ်ကဲ့ပါခွေဒါလက်ရှိကျွန်တော်တို့အီတလီအသင်းနဲ့ဂျာမနီအသင်းတို့ရဲ့ဒါနောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုတော့အီတလီအသင်းကတော့ဒါသူတို့ဘလောက်ပဲခက်စစ်ကောင်းပါတယ်ပဲပြောပြောတကယ်တကယ်ဒါတိုက်စစ်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင်သူတို့ဒါနောက်ဆုံးပွဲစဉ်မှာဆိုရင်ပြင်းထန်တဲ့သူတို့တွေ့ခဲ့တာဗျ။အဲ့ဒီအနေအထားမှာဒါကျွန်တော်တို့သူတို့ရှုံးနေခဲ့တယ်ပေါ့နော်3-1ဆိုတဲ့ရလက်နဲ့ကိုသူတို့ရှုံးနေခဲ့တယ်ဆိုတော့ဒါတိုက်စစ်တစ်ဖက်ကကောင်းမွန်နေရဆိုလို့ရှိ င်တို့အနေနဲ့ငယ်ရုံးခံရတော့ကျွန်တော်တွေ့ရတယ်။ဒီဘက်ကဂျာမနီကတော့ဒါနောက်ဆုံးတို့ဟန်ဂေရီနဲ့တွဲဆောင်တဲ့ပွဲစဉ်မှာတော့တည်ရကြခဲ့တယ်ဗျာ။ကျန်တဲ့ပွဲစဉ်တွေမှာဥပမာကျွန်တော်ဘော့စနီးယားဆိုလို့ရှိရင်ဒါတို့9ပြက်ထိအနိုင်ရရှိခဲ့တာဗျာ။ဒါဟုတ်ချင်းချင်းအပြင်ဒါတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာတစ်ဖက်ကဒါကျွန်တော်တို့ခန့်စစ်ပိုင်းကိုဒါပြုလဲဝောင်းကိုလုံးနိုင်နေဆိုလို့ရှိရင်ဒါတွင်းကိုတွေနောက်ကအများကြီးလိုက်ပြီးတွင်းနိုင်နေဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့နေရတော့မယ်။ဆိုတော့ဒီအနေအထားတစ်ခုမှာအီတလီအသင်းရဲ့ခန့်စစ်ကိုတော့တို့အနေနဲ့ဒီလိုမျိုးပြီးဖြုတ်ခွဲဖို့ဆိုတာတော့တော်တော်ကြီးကိုခက်ခဲမှာဗျာ။ဆိုတော့အီတလီကတော့ထုံးစံအတိုင်းပဲတို့အနေနဲ့ကွင်းလဲတဲ့ခန့်စစ်ကိုဒါမ မထန်တန်ကြည်ကြည်လေးလေးနဲ့ဆော့ကစားပြီးတော့ဒါ twin ကိုဒါမပေးအောင်ကာကွယ်ရင်းတဲ့ထားရလာတဲ့တံပြန်တိုက်စစ်အခွင့်အရေးတွေရတဲ့ဆင်ဂိုး twin တက်တဲ့အသင်းဆိုတော့ဒီနေ့မှာရောအဲ့ဒီလိုမျိုးပုံစံလေးကျွန်တော်မြင်တွေ့ရမလားဂျာမနီအနေနဲ့တိုက်စစ်ကိုတောက်လျှောက်လိုက်ပါနေမယ်ဆိုလို့ရှိရင်တော့အီတလီအသင်းရဲ့တစ်ဖက်ကပြန်လာမဲ့တံပြန်တိုက်စစ်တွေကိုတော့တစ်ဖက်ကြောက်ကြလိမ့်မယ်ဆိုတော့ဒီအနေထားတွေကြောင့်ပဲဒါကျွန်တော်ဂျာမနီအတွက်ကောအီတလီအတွက်ကောဒီနေ့ပွဲစဉ်ကတော့ခက်ခဲမဲ့ပွဲစဉ်တွေဖြစ်တယ်ဗျဆိုတော့ဒါရှေ့မှာကျွန်တော်မြင်တွေ့နေရတဲ့ပုံစံအတိုင်းပဲအီတလီကလည်းဒီတစ်ခေါက်သူတို့ရဲ့အိမ်ကွင်းမှာဒါကျွန်တော်အကောင်းဆုံးတေးရလာလောက်ထိတော့ခုခံကစားသွားဖို့ရရှိတယ် တယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဂျာမနီအသင်းကတို့အဝေးကွင်းမှာဒါတရေလောက်ရခဲ့တယ်ဆိုလို့ရှိရင်ဒါအိမ်ကွင်းမှာတို့ပြန်ပြီးတော့စော်ကစားတဲ့အခါမှာပို့ပြီးတော့လွယ်လွယ်ကူကူဖြစ်လာလိမ့်မယ်ဆိုတော့ရလာတစ်ခုကျတော့နှစ်သင်းစလုံးကတော့ကျွန်တော်ကတော့အရင်တိုက်စစ်ပြီးရင်တိုက်စစ်ပေါ့နော်။ဆိုတော့ဘောလုံးကိုဒါဆိုးမိုးပြီးတော့ဒါကျွန်တော်မိနစ်90လုံးဘောလုံးကင်ပြီးတော့ဘယ်အသင်းကကစားမလဲဆိုတဲ့ပုံစံမျိုးထက်တစ်ဖက်နဲ့တစ်ဖက်ဒါကျွန်တော်တို့အပြန်အလှန်လေးပေါ့နော်။ဆိုတော့ဒီလိုမျိုးထိန်းပြီးတော့ကစားရင်းနေပဲဒီနေ့ပွဲစဉ်ကလည်းဒါကျွန်တော်ရှေ့မှာမြင်တွေ့ခဲ့ရတဲ့ပုံစံအတိုင်းတရေရလက်ဖြစ်သွားဖို့ရရှိတယ်။ဆိုတော့တရေဖြစ်မယ်ဆိုရင်တော့ဒါ1 1ဆိုတဲ့ရလက်လောက်နဲ့တရေဖြစ်သွားနိုင်ရှိတယ်။ဒါမှမဟုတ်ရင်နှစ်သင်းစလုံးဂိုးမသွင်းနိုင် ုင်မယ်နဲ့ဇီးဇီးဆိုတဲ့ရလက်လောက်နဲ့ဖြစ်သွားနိုင်ချင်ရှိပြဒါပေမဲ့ကျွန်တော်ကသဘောကျမိတာဒီဂျာမနီရဲ့တိုက်စစ်ဂျာမနီရဲ့တိုက်စစ်ကဒါနောက်ပိုင်းပွဲစဉ်တွေမှာဒါ ပွဲစဉ်တိုင်းသူတို့ဂိုးသွင်းနိုင်တယ်ဆိုတဲ့အနေထားလေးတစ်ခုကိုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့အီတလီကလည်းသူတို့သူတို့ရှုံနေခဲ့တဲ့ပွဲစဉ်မှာတော့မှပဲဒါ twin goal လေး twin နိုင်တယ်ဆိုတော့ဒါအပြန်လန် twin goal လောက်ကတော့ကျွန်တော်မြင်တွေ့ရနိုင်ခြေရှိတယ်လို့ခန့်စားရတယ်ဗျဆိုတော့ one one ဆိုတဲ့ရလကတော့ဒီပထမအကြော့မှာဖြစ်နိုင်ဆုံးရှိတယ်ဆိုတော့အီတလီကတော့သူတို့ရဲ့အင်ကွင်းမာတန်မှုကိုဂျာမနီအသင်းကတော့ဒီတစ်ခေါက်မှာလည်းကြော်ဖြတ်ဖို့ရခက်ခဲနေအောင်မယ်ဆိုတဲ့အနေထားတစ်ခုတော့မြင်တွေ့ရတယ်ဆိုတော့ကျွန်တော်အီတလီကတော့သူတို့အင်ကွင်းမှာအကောင်းဆုံးဒါတရေရမှတ်တစ်မှတ်လောက်ဒါကျွန်တော်စူးစမ်းတော့ဖို့ရရှိတယ်ဒါမှအခက်မသိရင်အီတလီကတော့ပြန်ပြီးတော့နိုင်သွားနိုင်ခြေရှိတဲ့အနေထားလေးတစ်ခုတော့ရှိရဗျဒါပေမဲ့ဂျာမနီကတော့အဲ့လိုမျိုးခွင့်ပြုပေးဖို့ရတော့ ခတ်မဲ့အသင်းပဲဆိုတော့ဒါနှစ်သင်းစလုံးကတော့ဒါကျွန်တော်တို့ဂျာမနီအတွက်ကတော့အဓိကတော့ဒီပွဲဒီနေ့ပွဲစဉ်မှာတည်ရရလက်ရတာအကောင်းဆုံးဖြစ်လိမ့်မယ်ဗျဆိုတော့ဒုတိယအချော့လာမဲ့သူတို့အိမ်ကွင်းပွဲစဉ်မှာဆိုတာသူရဲ့ကစားပုံကောင်းကောင်းကိုကျွန်တော်ဒီထက်ပိုပြီးမြင်တွေ့ရနိုင်ခြင်းရှိရလို့ထင်တယ်ဆိုတော့နောက်တစ်ခုကဒီလိုမျိုးဒါ international ပွဲစဉ်တွေနိုင်ငံပွဲစဉ်တွေကလည်းကျွန်တော်မကန်ရတာကြာပြီဆိုတော့ဒီတစ်ခေါက်မှာတော့နှစ်သင်းစလုံးကခြေဆန်းတဲ့ပုံစံမျိုးလေးတော့ပဲကျွန်တော်မြင်တွေ့ရသွားနိုင်ခြင်းရှိပါတယ်ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်နောက်ထပ်ပွဲစဉ်အနေနဲ့ဒိမတ်နဲ့ကျွန်တော်ပေါ်တူဂီအသင်းတို့ရဲ့ပွဲစဉ်ဆိုတော့သူတို့ရဲ့ဒီ UEFA Nation League A Championship ရဲ့အုပ်စုဆင့်မှာတော့သူတို့ဘယ်လိုပုံစံလေးဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကွယ်ဒီဒိမန်နဲ့ပေါ်တူဂီတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဒီသူတို့နှစ်သင်းရဲ့ရှေ့ကဖြတ်သန်းမှုတွေပြန်ပြီးကြည့်ရမယ်ဆိုတော့ဒိမန်ကတော့သို့တည်လေခရိုရှားနီးတူပဲဗျဒီအုပ်စုအဆင့်မှာကျွန်တော်ဒီ group 4မှာပေါ့နော်ဒုတိယရခဲ့တယ်နှစ်ပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးရမှ၈မှတ်နဲ့ဗျအဲ့တော့၈မှတ်နဲ့တက်လာတဲ့အသင်းတွေမှာသူနဲ့ခရိုရှားကတော့ကျွန်တော်ဒီနှစ်သင်းပါတယ်ဗျဒါတော့ဒီအခုအဆင့်ကို quarter final တက်လာရှစ်သင်းထဲမှာဆိုဒီနှစ်သင်းကတော့ရမှအနည်းဆုံးနဲ့အနီထားနဲ့တက်လာတာပေါ့နော်အဲ့တော့လက်ရှိဒိမန်အသင်းရဲ့ခြေစွမ်းပိုင်းကလည်းအရင်တော့အားရစရာမရှိဘူးဗျနောက်ဆုံးကျွန်တော်ဒီ nation league မှာကစားခဲ့နောက်ဆုံး၅ပွဲမှာဆိုလေတပွဲပဲနိုင်ခဲ့တယ်နှစ်ပွဲရှု ံဝေးနှစ်ပွဲတည်ကြခဲ့တယ်။တစ်ဖက်ကပေါ်တူဂီရဲ့အနေထားကတော့ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့ဒီ Nation League မှာဆိုရင်6ပွဲမှာသူတို့ဒီ14မှတ်ထိရခဲ့တယ်။အဲ့တော့သူတို့ဒီလည်းပြောရမယ်ဆိုတော့ပေါ်တူဂီအသင်းကတော့အသင်းကြီးနီးတူပေါ့နော်ကျွန်တော်ဒီအုပ်စုအဆင့်မှာလည်းကျွန်တော် Group 1မှာအဆင့်တနေရာနဲ့ရပ်တည်ပြီးတော့ကြော်ဖြတ်ပြနိုင်ခဲ့တယ်။နောက်ဆုံး9ပွဲမှာလည်းသူတို့ဒီလည်း3ပွဲနိုင်ပြီး2ပွဲတည်ရလည်းရရှိတဲ့အထိပေါ့နော်ရှုံးပွဲမရှိဘဲနဲ့ကျွန်တော်ဒီတောက်လျှောက် တက်လာတဲ့အနေထားမှာတော့ပေါ်တူဂီရဲ့အနေထားရတော့ဒိမ့်မတ်တဲ့ဆိုင်တော့အများကြီးအင်အားပိုင်းကစားသမားအင်အားပိုင်းရအောင်ခြေစမ်းပိုင်းရအောင်အသာစီးရနေရရှိတယ်ဗျအဲ့တော့ဒီချိန်တွေးဆောင်ခဲ့တဲ့ quarter final မှာဒိမ့်မတ်အနေနဲ့အိမ်ဝင်မှာဘယ်လောက်ထိလုံးပြနိုင်လဲမထင်မှတ်တဲ့ရလဒ်တွေကိုများဒိမ့်မောက်သင်းနဲ့ဖော်ဆောင်နိုင်မလားဒါမှမဟုတ်ပေါ်တူဂီကပဲသုံးသတာနဲ့နိုင်ဝါးတဲ့ပွဲစဉ်တွေပွဲကိုဖော်ဆောင်နိုင်မလားပေါ့ဒီအခု quarter final ပွဲစဉ်တွေမှာတော့ခြေစမ်းပိုင်းရ quarter ချက်ကြီးမားတဲ့နှစ်သင်းပြန်ပြီးတွေးဆောင်တဲ့ပွဲစဉ်ရတော့ဒီပွဲစဉ်လို့တော့ကျွန်တော်တို့ထင်မိတယ်ဗျအဲ့တော့ဒီချိန်တွေးဆောင်မှာဒိမ့်မတ်အနေနဲ့အိမ်ဝင်မှာဘယ်လောက်ထိစွမ်းဆောင်ကောင်ပြနိုင်မလဲဆိုအဲ့ဒါလေးစောင့်ကြည့်ချင်ပါတယ်ဗျ ုတ်ကဲ့ကိုဆိုတော့လက်ရှိအနေအထားတွေအရတော့ပေါ်တူဂီကသာသူတို့အနေနဲ့အုပ်စုအဆင့်မှာတော့လုံးဝတာရှုံးပွဲမရှိဘဲနဲ့ပဲဆိုတာသူတို့တက်လာခဲ့တာဒါပေမဲ့တရေပွဲနှစ်ပွဲတည်းရှိခဲ့တာကိုတွေ့ရတယ်စကော့တလန်နဲ့ခရိုအေးရှားတို့ကိုတော့သူတို့ကြော်ဖြတ်ဖို့ခက်ခဲခဲ့တယ်ဆိုတော့ဒီအနေအထားတွေကြောင့်ဒါခရိုအေးရှားကိုလည်းသူတို့ပထမအချုံးမှနိုင်တယ်စကော့တလန်လည်းပထမအချုံးမှနိုင်တယ်ဖြစ်တဲ့အတွက်ဒါဒုတိယအကြိမ်မှာသူတို့မရှုံးခဲ့ရင်ဟိုဒါအဆင်ပြေတယ်ဆိုတဲ့အနေအထားတစ်ခုမှဒါသူတို့တရေရလက်ထွက်ပေါ်အောင်တော့ဆွမ်းဆောင်နိုင်ခဲ့ကြဗျာတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒိမတ်အသင်းကတော့နောက်ဆုံး၅ပွဲမှာသူတို့ဒါကျွန်တော်9ပွဲတစ်ပွဲပဲရှိတယ်တရေ2ပွဲရှုံးပွဲ2ပွဲဒီထဲမှာမှသူ စပိန်ကိုနှစ်ကြော်စလုံးရှုံးတာဗျာဆိုတော့ဒီအနေအထားကြောင့်ဒိမတ်အသင်းကတကယ်ကျွန်တော်ဒါတိုက်စစ်ကောင်းတဲ့အသင်းနေနဲ့တွေ့ရင်တော့တို့ရုံးကန်ရလေးရှိတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့မြင်တွေ့နေရတော့မယ်နောက်ထပ်တစ်ခုကဒါကျွန်တော်တို့ group stage မှာဆိုလို့ရှိရင်ဒါတို့အနေနဲ့ရမှတ်ကဒါ10မှတ်ပေါ့နော်10မှတ်ဆိုတာကဒါ group 1မှာလဲပေါ်တူဂီ ပေါ်တူဂီအသင်းပါတဲ့ဒါ group 1မှာဆိုလို့ရှိရင်ဒါ croatia ရှစ်မှတ်နဲ့တက်လာတာဆိုတော့ဒါရှစ်မှတ်ကဒါကျွန်တော်အ ਨੇ ဆုံးအနေထားနဲ့တက်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ twin go အနေနဲ့ကလည်းကျွန်တော်တို့က9 go ပဲရရှိခဲ့တယ်ရ go 9 go ပေး go 5 go ထိရတယ်ကိုကွာချာချက်က +2 ပဲရှိရပြဒီအနေထားတွေကဒါကျွန်တော်တို့ croatia ပြီးရင်တော့သူတို့ကဒါကျွန်တော်တို့ +2 ဆိုတာကတော့ဒါဒုတိယ အနည်းဆုံးပေါ့နော်ဆိုတော့ဒီအနေထားတစ်ခုကဒါကျွန်တော်တကယ်တကယ်ဒါအတင်းကြီးနေတယ်ဒီလိုမျိုးရှုံးထွက်အနေထားနဲ့တွေးဆုံတဲ့အခါမှာတော့ဒိမတ်ကဒါထင်းတဲ့လောက်ကြီးလုတ်ပြနိုင်မှာမလားဆိုတော့လေဒါဆိုရင်စီတော့ရှိရဲတစ်ဖက်ကကြည့်မယ်ဆိုတော့ပေါ်တူဂီကတော့သူတို့ရဲ့ဒါကျွန်တော် line up အရာကောဒါပို့ပြီးတော့အားကောင်းတဲ့အတင်းတင်းကတော့ဖြစ်နေစေပဲဆိုတော့လက်ရှိအနေထားတွေအရာလဲဒါကျွန်တော်တို့ဒီအနေထားမှာတော့မှပဲဒါသူတို့နေပေါ်တူဂီအနေနဲ့လဲဒိမတ်ရဲ့အိမ်ခွင်းမှာတော့သူတို့အကောင်းဆုံးရှင်ပြိုင်စော်ကစားနိုင်တဲ့အနေထားတစ်ခုမှာတော့ရှိတယ်ဆိုတော့ဒါ ဒိမ်မအတွက်ကတော့ခက်ခဲမဲ့ပုံစံတွေပဲဖြစ်လာဖို့ရရှိပြီးတော့ပေါ်တူဂီယာရောသူတို့အနေနဲ့နှကြော်စလုံးအနိုင်ရရှိဖို့အတွက်ဆန်းဆောင်နိုင်ပါမလားဆိုတာလည်းမေကွန်ထုတ်စရာလေးရှိလာမှာဖြစ်ပါပြီဗျ။ဟုတ်ကဲ့ပါကွေဒါကျွန်တော်တို့ဒိမတ်အသင်းနဲ့ပေါ်တူဂီအသင်းတို့ကတော့ဥရောပအသင်းကြီးတွေဖြစ်တယ်ဆိုပေမဲ့ဒါကျွန်တော်ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှာတော်တော်လေးကိုရှာရှာပါပါတော့ဖြစ်ခဲ့တယ်ဗျာဒါကျွန်တော်အရေးတော့နဲတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီထဲမှာမှဒါပေါ်တူဂီအသင်းကအားသာချက်လေးတွေများတယ်ဗျာဆိုတော့တကယ် official tournament အကြီးတွေမှာတွေ့ရတဲ့ချစ်စပွဲတွေမှာတွေ့ရပို့ပြီးတော့များခဲ့တယ်ဆိုတော့ဒီနှစ်သင်းရဲ့ရှေ့ကထိတိုက်တွေ့ဆုံမှုကြောင်းလေးလည်းပြောပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကွေဒီနှစ်သိန်းကတော့လက်ရှိကျွန်တော်ဒီထိုက်တက်တွစ်ဆုံမှုပြန်ပြီးကြည့်ရမယ်သို့ဒီလေထိုက်တက်တွစ်ဆုံမှုနောက်ဆုံးတွစ်ဆယ်ကတွေ့ဆုံခဲ့တာတော့2005ခုနှစ်ကပြအဲ့တော့ဆယ်စုနှစ်တစ်ခုကြာပြန်ပြီးတော့ထိုက်တက်တွစ်ဆုံမှုမရှိတော့ဘူးဆိုတဲ့အနေအထားလေးဖြစ်သွားပြီအဲ့တော့တို့များသောအားဖြင့်တွစ်ဆုံခဲ့တာတော့2010နဲ့2015တွင်းမှာတော့၅ကြိမ်တွစ်ဆုံခဲ့တယ်အဲ့တွစ်ဆုံခဲ့တဲ့အချိန်တိုင်းမှာလည်းသို့ဒီလေကျွန်တော်တို့ဥရောပဖလားပြိုင်ပွဲတော့ဗောနော်ခြေစစ်ပွဲတွေမှာတွစ်ဆုံခဲ့တာများတယ်အဲ့ဥရောပပြိုင်ပွဲကျွန်တော်တို့ group stage မှာတော့တစ်ကြိမ်တွစ်ဆုံမှုတယ်ဗျဒါလည်း2012ကပြအဲ့တော့ official tournament မှာလည်းသို့ဒီပြောရမယ်ဆိုရင်ဒီအခု နှစ်တည်မှာတော့ပေါ်တူဂီနဲ့ဒိမတ်ဒီဒီလိုရှုံးထွက်အဆင့်မှာမတွေ့ဆုံခဲ့တာတော့ကျွန်တော်ဒီတမိုင်းတစ်လျှောက်အနေထားလို့ပြောလို့ရမယ်ဗျအဲ့တော့ဒီနှစ်သင်းရဲ့နောက်ဆုံးထိတဲ့တွင်5ချိန်မှာလဲပေါ်တူဂီက၄ချိန်ထိနိုင်ခဲ့တယ်ဒိမတ်ကတော့တစ်ချိန်ပဲနိုင်ခဲ့တယ်အဲ့ဒါတော့ကျွန်တော်ဒီရူအခြေစစ်ပွဲဖြစ်ရှင်မြန်ကစားတဲ့2011ခုနှစ်ကဒိမတ်သင်းအိမ်ဝင်းမှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်မှာဒိမတ်သင်းနှစ်ကိုတကူနဲ့နိုင်ခဲ့တာဗျအဲ့ဒီနောက်ပိုင်းမှာတော့ဒိမတ်နဲ့ပေါ်တူဂီတွေ့ဆုံတယ်မှာတော့ပေါ်တူဂီပဲနိုင်ခဲ့တယ်တေကြတဲ့ရလက်ဆိုတာလဲမတွေ့ခဲ့ရဘူးအဲ့တော့ဒီတစ်ချိန်တွေ့ဆုံမှာလက်ရှိနှစ်သင်းကြားကွာဟာချက်ကတော့တော်တော်လေးကြီးကြီးမားမားတော့ဖြစ်နေပြီပေါ်တူဂီကလည်းဟိုးအရင်ကပေါ်တူဂီတက်ဆိုင်အခုနောက်ပိုင်းန ှစ်တွေမှာအတင်းရဲ့ကစားသမားတွေရဲ့ကျွန်ရင်ဆွမ်းဆောင်နေကစားသမားကောင်းတွေလည်းထပ်ပြီးထောက်တောက်လျှောက်ပေါ်ထွက်လာရဲဆိုတဲ့အနေထားမှာတော့တစ်ဖက်ကဒိမက်ကိုပြန်ကြည့်မယ်ဆိုရင်ဒိမက်ကလည်းသူတို့အတင်းရဲ့အဓိကကစားသမားလို့ခေါ်ရမယ်ကျွန်တော်တွေအရီဆန်တို့ white raptor ရဲ့ကွင်းလယ်ပိုင်းကလည်းအသက်အရွယ်ပိုင်းကကြီးမြင့်လာတဲ့အချိန်မှာကစားအကြဆင်းလာမှုတွေကလပ်တင်းတွေမှာဆိုတော့အဓိကကစားသမားအဖြစ်ကနေပဲ ကျွန်တော်ဒီဖဲထုတ်ခံထားတဲ့အနေအထားတွေမှာဒိမတ်အနေနဲ့ဘယ်လိုမျိုးပြုပြင်ပြောင်းလဲမှုတွေလုပ်လာမလဲသူတို့ရဲ့အသည့်ထပ်ပြီးပေါ်လာတဲ့ကစားသမားအင်အားအရောဂျန်နရေရှင်းအရောပေါ်တူဂီကိုအကောင်းဆုံးအင်ကူးမှာရှင်ပြိုင်ကစားနိုင်မှာမလားဆိုတဲ့တန်တရားလေးလည်းရှိမိတယ်အဲ့တော့ဒီဂျင်ဒိမတ်အတင်းရဲ့အင်ကူးမှာပေါ်တူဂီအနေနဲ့ရက်လက်ကောင်းရရှိအောင်လိုလိုကူကူပဲပေါ်ဆောင်သွားနိုင်မလားဒါမှမဟုတ်ဒိမတ်အတင်းရဲ့အင်ကူးမှာပဲမထင်မှတ်တဲ့ရက်လက်တွေကိုဒိမတ်အတင်းကပေါ်ဆောင်နိုင်မလားအဲ့အလေးဆောင်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ခွေဆိုတော့လက်ရှိဒိမတ်ရဲ့ကျွန်တော်တို့ဒါတိုက်ဆက်ပိုင်းအရာငယ်ငယ်အားနည်းချက်လေးတွေတော့ကျွန်တော်ရှိနေလို့ခံစားရတယ်ဒီနေ့အတင်းရဲ့ထိတိုက်တွဲဆမှုတွေမှာရော ့ဒိမတ်အသင်းဆိုတော့ဒါနောက်ဆုံးနှစ်ပွဲဆက်တိုက်သူတို့အနေနဲ့ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့မရှိဘူး။ဒါပေမဲ့ဒါစီကျွန်တော်ဆယ်စုနှစ်တစ်ခုကြာသွားပြီဆိုတဲ့အနေထားတစ်ခုမှာဒီတစ်ခေါက်ကောင်းဒိမတ်အနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့လာနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနဲ့နောက်တစ်တစ်ခုကသူတို့အနေနဲ့တကယ် official ဒါ group stage မှာတွေ့ဆုံခဲ့တာဆိုလို့ Euro ပြိုင်ပွဲတစ်ခုလောက်ပဲရှိမှာ။ Euro ရဲ့ဒါ group stage မှာဆိုလို့ရှိရင်လည်းဒါပေါ်တူဂီအသင်းကဒိမတ်ကိုဒါ3-2ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်။အဲဒီတော့ကတော့ဒါဒိမတ်တိုက်စစ်ကတော်တော်လေးကိုအဆင်ပြေခဲ့လို့ပြောရမှာပြ။ဆိုတော့နောက်ပိုင်းမှာတော့သူတို့အနေနဲ့ဒါပေါ်တူဂီနဲ့တွေ့ဆုံတဲ့နှစ်ချိန်မှာဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့မရှိဘူး။ဒီတစ်ခေါက်မှာတော့ဆယ်စ ုံးနဲ့တစ်ခုလောက်ကြာပြီးတော့မှပြန်လဲပြီးတော့တွဲဆောင်တဲ့အခါမှာပေါ်တူဂီအသင်းကရောအရင်လိုမျိုးဒိမတ်အသင်းပေါ်လွှမ်းမိုးနိုင်ပါမလားဒိမတ်အသင်းကရောဒါသူတို့အိမ်ခွင်းမှာပေါ်တူဂီအသင်းကိုဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့နောက်ဆုံးကဲရဲ့ကျွန်တော်တို့ဒါဟတ်တူဟတ်တောင်မှပဲစေစုံးနဲ့တစ်ခုလောက်ကြာခဲ့တာဆိုတော့ဒီတစ်ခေါက်မှာတော့ဘာမဆိုပြတ်သွားနိုင်တယ်ဆိုတဲ့အနေထားလေးတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒိမတ်အသင်းအတွက်များအခွင့်အရေးလေးများရှိလာမလားဒါမှမဟုတ်ပေါ်တူဂီရောအဲ့ဒီအခွင့်အရေးတွေအားလုံးရိုက်ချိုးသွားမလားဆိုတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဗျ ုတ်ကဲ့ပါကိုရင်ဒီတစ်ခေါက်တော့ဒါကျွန်တော်တို့ဒိမတ်အသင်းနဲ့ပေါ်တူဂီအသင်းတို့တွေ့ဆုံကြတယ်ဆိုတော့ဒီထဲမှာမှဒိမတ်အသင်းဆိုတဲ့ဒါနောက်ဆုံး၅ပွဲမှာတို့တပွဲပဲနိုင်နေဆိုတဲ့အနေအထားတစ်ခုဆိုတော့အရင်ကောင်းမွန်နေလို့ကျွန်တော်ပြောလို့မရဘူး၂ပွဲလောက်တို့ရှုံးနေခဲ့တယ်စပိန်နဲ့တွေ့ဆုံတိုင်းမှာတို့ရှုံးနေခဲ့တယ်နောက်ကျွန်တော်တို့ဒါဆာဗီးယားတို့နောက်ဆွစ်ဇာလန်တို့တော့တို့သိရကြတာရယ်ဗျာဒါဒီမှာဒီထဲမှာမှဒါကျွန်တော်တို့ဆာဗီးယားအသင်းနဲ့ပွဲစမှာဆိုတော့တို့နောက်ဆုံးပွဲစမှာဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘူးဆိုတော့တို့ရဲ့တိုက်စစ်ကအားနည်းနေတာတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်တစ်ဖက်ကကြည့်မယ်ဆိုတော့ပေါ်တူဂီအသင်းကတော့နောက်ဆုံး၅ပွဲမှာ၃ပွဲထိနိုင်လာတယ်၂ပွဲသေးရေဗျာ ဆိုတော့ဒီအနေထားမှာနောက်ဆုံးပွဲစဉ်ကတော့ဒါ Croatia နဲ့ပြန်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒါ1-1သေရလက်ထွက်ပေါ်ထားခဲ့တယ်ဒီထဲမှာမှာအဲကျွန်တော်ထူးထူးခြားခြားဖြစ်တာလေးတခုပေါ့နော်ဆိုတော့ဒါ Ronaldo ကပေါ်တူဂီရဲ့တိုက်စစ်မှာကျွန်တော်ပေါ်ထွက်လာတဲ့ပွဲစဉ်တွေဒါကျွန်တော်တောင်ပိုင်း Nation League ပွဲစဉ်တွေတော်တော်များများဒါ ဂိုးသွင်းနိုင်ခဲ့တယ်လားသူမသွင်းယူနိုင်ခဲ့တာနှစ်ပွဲပဲရှိမယ်ဆိုတော့တပွဲကတော့ဒါကျွန်တော်တို့ Scotland ကိုဒါတို့တည်ရကြတဲ့ပုံစံအဲ့ဒီမှာတော့ဇီးဇီးဆိုတဲ့အတွက်ဒါနှစ်သင်းစလုံးကဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘူးနောက်ဆုံးကျွန်တော် Croatia နဲ့ပွဲစဉ်မှာဆိုရင်တော့သူ့အနေနဲ့ပွဲထွက်နိုင်ခဲ့ခြင်းမရှိဘူးဆိုတော့ဒီနေထားရကြောင့်သူဂိုးမသွင်းနိုင်ချင်တဲ့ပွဲစဉ်တွေကတော့သူ့အနေနဲ့ပွဲထွက်လာတိုင်းမှာဒါဂိုးသွင်းယူနိုင်ခဲ့တာကိုတွေ့ရတယ်မဟုတ်ပိုလန်တို့ဘာလို့ဆိုရင်သူနှစ်ချော့စလုံးဂိုးသွင်းခဲ့တာမျိုးတွေကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒီနေထားရကြောင့် ီ Ronaldo ကလက်ရှိ Portugal ရဲ့တိုက်စစ်မှာအားထားနေရစေကစားသမားလို့ကျွန်တော်ပြောလို့တော့ရမယ်။နောက်ကျွန်တော်တို့လက်ရှိဒါကျွန်တော် Portugal အသင်းရဲ့ကွင်းလယ်ပေါ့နော်။ကွင်းလယ်တဲ့ဒါကျွန်တော်တို့ဒီ attacking midfield နေရာမှာကစားတဲ့ကစားသမားတွေရဲ့ဒါကျွန်တော်တို့စူးစမ်းအထောက်အမှုလေးတွေကလည်းမြင်တွေ့နေရတယ်ဆိုတော့ဒိမတ်အသင်းကရောဒီ တိုက်စစ်တစ်ခုသူတို့အနေနဲ့ဒါကျွန်တော်တို့တောင်းခံနိုင်ပါမလားဆိုတော့အကောင်းဆုံးသူတို့ defense လုပ်နိုင်ပါမလားဆိုတော့ဒီဘက်ကဒါမှမဟုတ်ရင်ကျွန်တော်တို့ပေါ်တူဂီအသင်းကအဝေးကွင်းမှာသူတို့အခွင့်ကောင်းကိုအပြည့်အဝယူသွားနိုင်မလားအကိုရဲ့အမြင်လေးနဲ့ဒီနေ့ပွဲစဉ်အရဘယ်လိုမျိုးပုံစံလေးနဲ့ဂိုရလက်ဘယ်လောက်ထိဖြစ်မလဲဗျ ဟုတ်ကဲ့ပါကွေလက်ရှိနှစ်သိန်းကြားရဲ့ကျွန်တော်ခြေစမ်းပိုင်းနဲ့ကစားသမားအင်အားပိုင်းရဆိုတော့ဒီပွဲစဉ်ပေါ်တူဂီကတော့အဆဆရာအသာစီးရနေကျွန်တော်တို့အများကြီးတွေ့ရတယ်ဗျလူစင်းရောကျွန်တော်တို့ဒီအသိန်းနေရဒီလက်ရှိတင်းဖောင်နေရတင်းခြေစမ်းနေရပေါ့နော်ကျွန်တော်ဒီပေါ်တူဂီကအများကြီးတိုက်စီးရနေတယ်ဒိမတ်ကတော့ တို့ရဲ့ဒီလေရင်အတင်းရဲ့ခြေစမ်းမရအားရချက်မရှိသလိုဒီအတင်းဒိမဲ့အတင်းနိုင်ငံအတင်းရဲ့ကစားသမားတွေကလည်းကလပ်အတင်းတွေမှာဆိုရင်ကစားသမားတော်တော်များများကပြောမယ်ဆိုရင်တော့ကျွန်တော်နံပါတ်ကြီးကစားသမားတွေတော်တော်လေးပျောက်ဆုံးနေအောင်တွေ့ရပြီအထူးသဖြင့် United မှာကစားနေတဲ့တိုင်တိုက်စစ်ပိုင်းက Rashford ဝင်လာလို့ပြောဆိုလဲနောက်ဆုံးပွဲစဉ်တွေမှာလည်းတွင်းကိုတွေရရှိဖို့ခက်ခဲရင်းနေပြီးပြီးခဲ့တဲ့ Leicester နဲ့ပွဲမှာမှာကျွန်တော်ဒီတွင်းကိုတွေပြန်ပြီးတော့ဖော်ဆောင်နိုင်ခဲ့ပေါ့ဒါဒီသူဂျားထဲမှာဂိုးမသွင်းနိုင်တဲ့ပွဲစဉ်တွေစုစုပေါင်း22ပွဲတည်းရှိခဲ့တယ်ဗျအဲ့တော့ဒီအခု United မှာတော့တော်တော်ရုန်းကန်နေရတဲ့ကျွန်တော်ဒီမဲ့အတင်းရဲ့တိုက်စစ်မှု Rashford ဝင်လာနေတဲ့ဒီ Portugal နဲ့ပွဲစဉ်မှာဆိုရင်တော့လွယ်က ပူပါမှာအဓိကတော့ဒိမတ်ကအဓိကကွင်းလင်ကစားအောက်ကိုအကူနေရတဲ့အချိန်မှာခရစ်စတန်အဲရီဆန်လို့အသင်းရဲ့ဝိုင်းကစားသမောက်အကူနေရတယ်အဲရီဆန်ဒီလည်းအခုနောက်ပိုင်းနှစ်မတီမှာသူတို့ရဲ့အသက်ရွယ်ပိုင်းရောအကျမ်းမာရေးပိုင်းရောအရင်လိုအရင်ကြီးကျွန်တော်တို့ကစားနိုင်တဲ့အနေအထားမှာမရှိတော့အချိန်မှာဒိမတ်အသင်းရဲ့ကျွန်တော်တို့တွင်းကိုတွေပို့ပြီးတော့ကျွန်တော်တို့ပြောမှာဆိုခန်းချောက်လာတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါပြင်မှာခန်းစင်ပန်းမှာဆိုလည်းအရင်ကြီးကျွန်တော်တို့အားထားရတဲ့ကစားသမားတွေမရှိတော့ဘူးသူတို့အသင်းအဓိကကစားသမားတွေဒီဒီကျွန်တော်ပြောမှာဆိုရင်တမန်လိ level မှာဆိုရင်တော့ကလပ်အသင်းတွေမှာဆိုရင်တော့အသင်းကြီးတွေမှာကစားနေရတဲ့ကစားသမားတွေဆိုင်အလက်အသင်းတွေအသင်းကနေ မှာကစားနေရတဲ့ကစားသမားအများလာပြီဗျဒါတော့ဒိမတ်ကအခုနောက်ပိုင်းနေ့တွေမှာကြာဆင်းလာရင်တို့ရဲ့ဘောလုံးအဆင့်တန်းဆိုတဲ့အနေအထားလေးကျွန်တော်ပြန်ပြီးတွေ့ရမယ်တစ်ဖက်ကပေါ်တူဂီသင်းကိုပြန်ကြည့်ရမယ်ဆိုတော့တို့ကတော့ဒိမတ်နဲ့ဆက်နေမှာဗျာတို့အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကကစားသမားရယ်ဆိုရင်လက်ရှိကျွန်တော်ဒီကလပ်အသင်းတွေမှာဆိုလဲအသင်းကြီးတွေမှာကစားနေရပြီခြေစွမ်းကောင်းတွေပြသပြတ်သားထားနိုင်တဲ့ကစားသမားရယ်တွေ့ရတယ်အဲ့လိုပဲခံစစ်ပိုင်းမှာတော့အနေငယ်တခြားအသင်းကြီးတွေဆိုင်တော့အားနည်းတယ်ဆိုပေမဲ့လည်းတို့ရဲ့ခံစစ်ပိုင်းမှာလည်းအားထားရတဲ့ကစားသမားရယ်ရှိတယ်အားထားရတဲ့တောင်ပန်ကစားသမားရယ်ရှိတယ်အဓိကတော့ခံစစ်ပိုင်းမှာဆိုလဲဘယ်ဘက်ချမ်းမှာဆိုနူနူမန်နက်ဆိုလိုကစားသမားတွေညဘက်ချမ်းမှာဆိုလဲ ယ်စမီရိုတို့ဒီကိုဒါလောက်တော့လို့ကစားသမားတွေပြောမှဆိုတော့ဝင်ဘက်ကောင်းကောင်းနဲ့ကစားလို့ရတဲ့အနေအထားတွေလည်းရှိနေတယ်။အဲ့လိုပဲကွင်းလယ်ပေါ်မှာဆိုတော့ကျွန်တော်ဒီ PSG VT ဟာတို့ United ကဘရူနိုဖာနန်ဒက်စ်တို့ PSG ရဲ့ Joao Neves တို့လို့ကစားသမားတွေလည်းရှိနေရဆိုတော့သူတို့ကွင်းလယ်လှုပ်အားနှုန်းကလည်းတော်တော်လေးကောင်းနေတာတွေ့ရတယ်။အဲ့အရာတွေကိုအရှိမအကောင်းဆုံးအဆုံးသတ်ပြီးအသုံးချပေးဖို့ Rafael Leo တို့လို့တိုက်စစ်ကစားသမားတွေ ခရစ်ယာရိုနယ်ဒိုလိုတိုက်စစ်ကစားသမားရဲ့ဒီကိုကျွန်တော်တို့တိုက်စစ်ကစားသမားရဲ့လည်းရှိနေတာဆိုတော့ပေါ်တူဂီရဲ့ကွင်းလင်းနဲ့တိုက်စစ်ကတော့ဒိမ်းမထက်ဆိုင်တော့အဆအဆအရာအတားစီအများကြီးရနေတွေ့ရတယ်။အထူးသဖြင့်ပေါ်တူဂီရဲ့တိုက်စစ်ပိုင်းမှာခရစ်ယာရိုနယ်ဒိုဦးဆောင်လာတဲ့အချိန်လေးမှာလည်းခရစ်ယာရိုနယ်ဒိုရဲ့စာရင်းနေတွင်းကိုတွေအတွက်ပေါ့နော်အဓိကအားထားပြီးတော့စ조사ကစားပေးနေရတယ်တွေ့ရတယ်ဆိုတော့ပေါ်တူဂီအသင်းအနေနဲ့ဒီပွဲစဉ်မှာဒိမ်းမတ်ကိုအတားစီရသွားနိုင်မှာမလားဆိုတဲ့အနေထားလေးကိုပြန်ပြီးစောင့်ကြည့်ရဖို့ရှိလာလိမ့်မယ်ဗျ။အဲ့တော့ပုံမှန်ကျွန်တော်ဒီတမန်ယူကြခြေစွမ်းပိုင်းရဆိုတော့ဒိမ်းမတ်အနေနဲ့ပေါ်တူဂီကိုအဖက်ဖက်ကအတားစီရရှိဖို့တော့တော့မလွယ်ဘူး။အင်ကွင်းအားသာချက် ဆိုတဲ့အင်ရှင်အနေထားတစ်ခုပဲရှိပြီးတော့ပေါ်တူဂီအသင်းသာဒီပွဲစဉ်မှာကျွန်တော်တို့လူစင်းပြပြဝါးဝါးနဲ့ပထမအကြော့တွေရပါတော့ရလက်ကိုအပြတ်သားဆုံးဖြတ်ထားနိုင်နေတယ်ဆိုရင်တော့ပထမကြော့တဲ့အောင်ဆက်ဆက်မှုအပြည့်နဲ့တွင်းကိုရရှိတော့တွင်းမျိုးကစားသွားမယ်ဆိုတဲ့ပွဲတပွဲကိုဖော်ဆောင်လာနိုင်မယ်ဆိုရင်တော့ပေါ်တူဂီအသင်းအနေနဲ့ဒုတိယကြော့မှာအေးဆေးဆေးလေးဖြတ်သန်းသွားဖို့ရှိမယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ဒိမ့်မတ်အသင်းအနေနဲ့တော့ ေရက်လက်ရရှိရင်ဒါသူတို့အတွက်အကောင်းဆုံးရက်လက်တစ်ခုအမြင်မှားဆုံးမျှော်လင့်ချက်ဖြစ်ပြီးတော့ဒိမန်အသင်အနိုင်ရရှိဖို့အတွက်ကတော့တော်တော်လေးကိုရာခိုင်နှုန်းနည်းတယ်အနိုင်ဆိုတော့ပေါ်တူဂီဘက်မှာပို့ပြီးတော့များပြီးတော့အခက်မသိပေါ်တူဂီရဲ့နှစ်ကိုးပြက်လောက်တဲ့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်သွားနိုင်တဲ့ပုံစံတစ်ပွဲလေးဖြစ်လာနိုင်တယ်အဲ့တော့အတွင်းကိုးနေထားရဆိုတော့နှစ်ကိုးကိုးမရှိဆိုတဲ့အနေထားဒါမှမဟုတ်သုံးကိုးတစ်ကိုးဆိုတဲ့အနေထားဒါမှမဟုတ်အနည်းဆုံးပေါ်တူဂီနေနဲ့နှစ်ကိုးတစ်ကိုးဆလောက်လောက်တဲ့အနေထားနဲ့နိုင်သွားတဲ့ပုံစံတစ်ပွဲဖြစ်ပြီးတော့တေရက်လက်ရရှိဖို့အတွက်ကတော့တော်တော်လေးကိုအခွင့်အလမ်းနည်းပါတယ်အဲ့တော့ဒိမန်အတွက်အများဆုံးမျှော်လင့်လို့ရတာတေရက်လက်ဖြစ်ပြီးတော့ဒုတိယအကြော့မှာထပ်ပြီးတော့သူတို့ဒီအဲပြောရမယ်ဆိုရက်လက်ကွာဟာမှု ုကျင်းမြောင်းအောင်ထပ်ပြီးတော့ဖော်ဆောင်နိုင်ပြီးတော့တေရက်လက်ရရှိအောင်ဆွမ်းဆောင်သွားနိုင်ပြီးဒုတိယကြော့ပိုတူဂီရဲ့အိမ်ဝင်းမှာမျောလင်းချက်ဆက်ပြီးတော့ထားလို့ရရဆိုရင်အနီဒါလောက်နဲ့တာတေရက်လက်ရရှိအောင်တော့ဥတီပြီးတော့ဒိမတ်တင်နဲ့ကစားဖို့အတွက်များမယ်အဲ့တော့အနိုင်ရလိုက်ဆိုရင်တော့ပိုတူဂီအနေနဲ့တော့တေချာပေါက်နိုင်မှုအတွက်ရာကနုံးတော်တော်လေးများနေတဲ့ပုံစံတွေဖြစ်ပြီးတော့အကဲပြက်ပြက်တတအနိုင်ရလိုက်ဆိုရင်တော့နှစ်ကိုးလောက်ထိပြတ်သွားနိုင်တဲ့အနီထားလေးဖြစ်နေတဲ့ပုံစံတွေကိုတော့ကျွန်တော်ထင်မိပါတယ်ဗျာ โอเคပါကွေဒါလက်ရှိဒိမတ်အသင်းနဲ့ပေါ်တူဂီအသင်းတို့တွဲဆုံရတဲ့အခါမှာပေါ်တူဂီအသင်းကတော့ဒါကျွန်တော်တို့ဒါထိုက်တိုက်ထန်တယ်ပဲဒါကျွန်တော်တို့ quarter final အဆင့်ကိုတက်ရောက်လာဒီထဲမှာမှဒိမတ်အသင်းကျွန်တော်ပြောစရာရှိတာဒိမတ်တီလက်ရှိဒါကျွန်တော်တို့ quarter final ကိုတက်ရောက်လာတဲ့ရှစ်သင်းထဲမှာသူ့အနေနဲ့အားအနည်းဆုံးကိုကျွန်တော်ပြောလို့ရတယ်ဗျအဓိကကတော့ကစားသမားတွေဆိုတော့ဒိမတ်ကစားသမားတွေကအရင်ကျွန်တော်နောက်ပိုင်း generation တွေမှာထုံထုံပေါ့ပေါ့ကစားသမားတွေဆိုတာရှားလာပြီဆိုတော့သူတို့အနေနဲ့အဓိကအားထားလို့ရတဲ့ကစားသမားတွေဆိုရင်တော့ဒါကျွန်တော် Erison ရှိမယ်ဂိုးသမားကျွန်တော် Gaspar Schmeichel ရှိမယ်ပေါ့ဆိုတော့ Schmeichel ဆိုရင်လည်းဒါနောက်ပိုင်းဒါသူ့အနေ နဲ့ဒါစကော့တလန်လေးမှာဒါဆယ်တစ်မှာသူတို့ကစားနေဒါပေမဲ့ဆယ်တစ်မှာတော့သူအနေနဲ့အနေထားကောင်းတွေတခုတော့ရရှိလာတယ်။နောက်သူတို့ဒါတေဘယ်မှာဆိုရင်ဆယ်တစ်ကဒါအဆင့်တစ်နေရာမှာရက်နေနေတော့မယ်ဗျ။ဆိုတော့ဒီအနေထားအကြောင်းကက်စပါရှမိုက်ကယ်ကတော့ဒီနေ့ပွဲစဉ်မှာလည်းထပ်မံပြီးတော့လက်စွမ်းပြတာလေးတော့ကျွန်တော်တို့ဒါအလွမ်းပြေမြင်အောင်မယ်ပေါ့နော်။တခုရှိတာကအဲရီဆန်အဲရီဆန်ကတော့ဒါကျွန်တော်တို့အရင်တော့ဆိုရင်တော့ဒါဒိမတ်အသင်းရဲ့အဓိကကွင်းလယ်အင်ဂျင်ပဲဗျ။ဆိုတော့အဲရီဆန်ပါဝင်တဲ့ပွဲစဉ်တွေတိုင်းမှာသူအနေနဲ့ခြေစွမ်းပြနိုင်ဒိမတ်အသင်းခြေစွမ်းပြနိုင်အဲရီဆန်ခြေစွမ်းမပြနိုင်ဒိမတ်အသင်းရဲ့ခြေစွမ်းကဒါကျွန်တော်ညော့နေတယ်ပေါ့နော်။ဆိုတော့ဒီပုံစံလေးတွေကျွန်တော်မြင်တွေ့ရတယ်။တခြားကစားသမားတွေထက်စ ားလို့ရှင်တော့ဒါ Ericsson ရဲ့မောင်းနှင်အားတစ်ခုကဒီဒိမတ်အသင်းကိုတည်ဆောင်ပေးခဲ့တယ်ဗျာဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာဒါ Manchester United အသင်းမှာတော့မဟုတ်ပဲ Ericsson အနေနဲ့နိုင်ငံရရှိဖို့အတွက်ကိုရုန်းကန်နေရတယ်နောက်ကျွန်တော်တို့ဒါပွဲစဉ်ပြေပေါ့နော်ဒါတကယ်ကျွန်တော်မမထန်နိုင်တဲ့ကစားနိုင်မှုတွေအရောနေလာပြီသူအသက်အရွယ်ကြောင့်ဟောဒါကျမ်းမာကြီးအကြောင်းဟော Ericsson ရဲ့အကြမ်းပိုင်းရောက်လာတဲ့အခါမှာအဓိကကွင်းလဲကို Ericsson နေရာနဲ့မောင်းနှင်ပေးမဲ့လူဟာဒိမတ်မှာမရှိဘူးဗျာဆိုတော့ဒီအနေထားရဲ့ကြောင့်ပဲသူတို့ရဲ့ဒါကျွန်တော်တို့ကစားသမားအင်အားတော်တော်လေးကျော်နေလာတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကတော့တိုက်စစ်အထောင်တိုက်စစ်မှုဖြစ်တဲ့ White Line ဆိုတော့ White Line ကလည်းဒါ Manchester United မှာလည်းတော်တော်လေးကိုဒါကျွန်တော် ောက်ဆုံးပွဲစဉ်မှသာကျွန်တော်တို့ဒါဂိုးပြန်ပြီးမြင်ရတဲ့ကစားသမားဆိုတော့ဒီဒိမ့်မတ်မှာလည်းသူ့အနေနဲ့ twin go twin ယူနိုင်ဖို့ဆိုတော့တော်တော်လေးခက်ခဲအောင်ပဲဗျာတစ်ဖက်ကကြည့်မယ်ဆိုရင်ပေါ်တူဂီဖြစ်နေတာပေါ်တူဂီကတော့တကယ်ကျွန်တော်တို့အခုလက်ရှိအချိန်အထိဟိုဒါကျွန်တော်တို့ကစားသမားခေါင်းတွေရှိနေတော့မယ်ဆိုတော့ဒါ tactic ကိုကျွန်တော်တို့ကွင်းလေရောနောက်ကျွန်တော်တို့ cancel ကိုပေါ့နော်ဆိုတော့အဓိကကစားသမားတွေတော်တော်လေးကောင်းမွန်နေရဖြစ်တဲ့အတွက်အပြင်ဟိုမှာဒီကွင်းလေရနေပြီးမောင်းနှင်ပေးမဲ့ကစားသမားခေါင်းတွေလည်းရှိတယ်ဗျာတော် tactic မှာဆိုရင်လည်းဒါ cristiano ronaldo အခုချိန်အထိဟိုသူ့အနေနဲ့အကောင်းဆုံးအနေထားတစ်ခုကနေပြီးကစားနိုင်နေတော့မယ်ဆိုတော့အဲသူ့ရဲ့ twin င်းကိုးတွေကိုကျွန်တော်ထပ်ပြီးတော့မြင်တွေ့ရအောင်မလားဆိုတော့ကျွန်တော်စစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့ကွင်းလယ်ကစားသမားတွေကတော်တော်လေးကိုအင်အားကောင်းနေတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်ကတော့ဒိန်မတ်ကတော့သူတို့အိမ်ကွင်းမှာဆိုပေမဲ့လည်းကျွန်တော်အရင်ကြီးတော့ကျွန်တော်တို့ဒါဆိုးဆိုးမိုးမိုးကစားသွားဖို့ရတော့ဘလို့မှမဖြစ်နိုင်ရာခိုင်နှုန်းနည်းတယ်ဗျာတစ်ဖက်ကပိုတူဂီကဘယ်လောက်ထိဆိုးမိုးသွားမလဲဆိုတဲ့ပုံစံကိုမြင်တွေ့ရလိမ့်မယ်ဆိုတော့အဓိကကတော့ကျွန်တော်ကတော့ဒိန်မတ်ရဲ့တိုက်စစ်ကိုအရင်အားမရအောင်ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အိမ်ကွင်းဆိုပေမဲ့လည်းဒါ first leg မာတင်ကိုသူတို့ဂိုးသွင်းယူနိုင်ဖို့ဆိုတော့တော်တော်လေးကိုရာခိုင်နှုန်းနည်းလိမ့်မယ်ဗျာဒါတော့ဒီနေ့ပွဲစဉ်မှာဒါပိုတူဂီအတွက်ကတော့အနိုင်ရရှိဖို့ အတွက် chance ကပို့ပြီးတော့များသွားတာဖြစ်ပြီးတော့ကြေပြီးပေါ်တူဂီသာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဒါ 1C ဆိုတဲ့ရလဒါမှမဟုတ် 2C ဆိုတဲ့ရလလောင်းနဲ့ကိုပြက်နိုင်ွားဖို့တွေရှိတယ်ဆိုတော့တစ်ဖက်ကဒိမတ်အတင်ရတော့ twin ကိုပြန်သွင်းဖို့ဆိုတော့တော်တော်လေးကိုခဲရင်းတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ဒါအရင်ကျွန်တော်တို့ဒါကိုပြက်ပေါ့9ခု6ခုလောက်မြင်တွေ့ရမယ်ပွဲစဉ်တွေဆိုရင်တော့ 1C 2C ဆိုတဲ့ရလလောက်ကဒါကျွန်တော်အဖြစ်နိုင်ဆုံးဖြစ်မယ်ဒါဒိမတ်ကိုပြန်သွင်းဖို့ဆိုတော့တော်တော်လေးကိုအခွင့်အရေးနှဲပါပါလိမ့်မယ်ဗျာ ုတ်ပါကွယ်ကျွန်တော်ဒါ UEFA Nation League A Championship Quarter Final အဖြစ်ရှင်ပြိုင်ကစားချမဲ့အီတလီနဲ့ဂျာမနီအသင်းတို့ပွဲစဉ်ဒိမန်နဲ့ပေါ်တူဂီအသင်းတို့ပွဲစဉ်ပွဲချိန်လေးကိုလည်းတစ်ချက်တော့ပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တွေကတော့ UEFA Nation League A ရဲ့ကျွန်တော် Quarter Final အဆင့်ရဲ့ပထမကြော်ပွဲစဉ်အဖြစ်အီတလီသင်းနဲ့ဂျာမနီသင်း၊ဒိမတ်သင်းနဲ့ပေါ်တူဂီသင်းတို့ဟာအခုလာမယ့်ကြာသပတေးည9:55မှာရှင်းပြကစားတော့ကြမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ UEFA Nation League A Championship Quarter Final ပွဲစဉ်တွေဖြစ်တဲ့အီတလီနဲ့ဂျာမနီတို့အသင်းတို့ပွဲစဉ်၊ဒိမတ်နဲ့ပေါ်တူဂီအသင်းတို့ပွဲစဉ်တွေရဲ့ပွဲကျွတ်သုံးသပ်ချက်စီစဉ်မှာဖြစ်ပါတယ်။နောက်တဲ့ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ။